မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ဖုံးတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့နဝမအချိန်နိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့48ပါးစုံကြီးတတိယအစီအွေပထမနေ့ကျင်းပတဲ့တင်ဖြစ်ပါတယ်။ နဝမအကျင်းနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့48ပါစုံကြီးတတိယအစီအစဉ်ပထမနေ့ကိုနိုဝင်ဘာ18ရက်နေ့နေ့7နာရီကရန်ကုန်မြို့တိရိမင်္ဂလာကဘာအီကုံမြေဝိဇယမင်္ဂလာဓမ္မတပင်မှာကျင်းပပါရယ်အစီအစဉ်သူနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဥက္ကဋ္ဌတန်လီမြို့မင်းချောင်းပထမပြန်စတင်တိုင်းပဌာနာနာယကဆရာတော်ဒေါက်တာဘတ်ထနာစံဒီမှာပြည်ဝင်သားအမှုပြုတဲ့နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆရာတော်ကြီးများ သာသနာရေးနှစ်ရင်ကျေးမှုဝင်ကြီးဌာနဒုတိယဝင်ကြီးဦးရီထွန်းသာသနာရေးဦးစီးဌာနညွှန်ကြားမှုချုပ်ပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်ဒုတိယဘာမကချုပ်စီမန်နှင့်တိုင်းဒေသကြီးပြည်နယ်သာသနာရေးမှုများတက်ရောက်ကြည့်ညွှန်ကြားပါတယ်စီဝေတွင်နိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဥက္ကဋ္ဌဒေါက်တာဗဒနာဆန်နီမှပြည်ဝင်သားကတဘာပတိဖြစ်ဆောင်ရွက်တော်မူပြီးတွေ့ဖက်အကျိုးတော်ဆောင်ဆရာတော်အကမဟာပန္နိတဗဒနာကောဝိတာက အခမ်းအနားမှုဖြစ်ဆောင်ရွက်တော်မူပါသည် ရှေးဥစွာနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကအစီအွေဖွင့်တာရဏီယဩဝါဒကထာကိုမွကြားတော်မူပါတယ်။အဒီနောက်သာသနာရေးနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနဒုတိယဝင်ကြီးဦးဝေထွန်းကသာသနာရေးဆိုင်ရာများလျှောက်ထားပါတယ်။အဒီနောက်နံနက်ပိုင်းအစီအစဉ်များကိုဆက်လက်ကျင်းပတော်မူကြပါတယ်။နဝမအကျဉ်းနိုင်ငံတော်တန်ခမဟာနာယကအဖွဲ့၄၈ပါးစုံကြီးတတိယအစီအွေပထမနေ့ဒုတိယပိုင်းကို မွန်လဲတနားရီတွင်ဆက်လက်ကျင်းပပြီးသာသနာရေးရာဝိနည်းဆရာအရာကိစ္စရများကိုတင်ပြလျှောက်ထားရာနိုင်ငံတော်တန်ခါမဟာနာယကအဖွဲ့ဆရာတော်ကြီးများကဝေဖန်ဆွေးနွေးဆုံးဖြတ်တော်မူကြပြီးအစီအွေကိုရည်နာပါတယ်အစီအွေသို့ကြောက်တော်မူလာကြသောနိုင်ငံတော်တန်ခါမဟာနိုင်ကအဖွဲ့ဆရာတော်ကြီးများအားဗိုလ်ချုပ်မှုကြီးတန်ရွှေငိမ့်ဒေါ်ကျန်ဆိုင်မိသားစုနှင့်ဓမ္မမိတ်ဆွေများကအာယံစွန်နေစွန်တဏိတာစွန်ဆက်ကလူတန်းကြောင်သိရပါရဲ့ရှင်ဒီတဲ့င်းကိုတော့အောင်မြင်ကပြပူလာတာပါ